မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရစေကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါရစေ နေ့ရက်စတိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ဖခင်နှုတ်တော်အဖြစ်ဒီဆောက်เสียဖြစ်စေပါနတ်နေတဲ့တမန်တော်ကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဖေဟာအာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်တော်ဟေရှာယအနာဂတိချမ်းကိုခြုံငုံလေ့လာနေပါれဟေရှာယအနာဂတိချမ်းခန်းကြီး1ကနေခန်းကြီး66ထိရှိပါれ အဲ့ဒါကိုကျွန်တော်တို့လိလာနေတာဟိရှာနဂရီချမ်းရဲ့ချမ်းရည်သူနဲ့နောက်ခံသမိုင်းကိုနံပါတ်1အနေနဲ့ကျွန်တော်အများကြီးဖော်ပြခဲ့ပြီးမှတ်မိမယ်လို့ယုံကြည်ပါတယ်နံပါတ်2အနေနဲ့တော့ချမ်းစာရေးသားတဲ့ခုနှစ်က BC 940ကနေ BC 680ကြားမှာရေးသားခဲ့တာဖြစ်တယ်အဲ့ဒါကိုလည်းကျွန်တော်ရှင်းပြခဲ့ပြီနံပါတ်3ကတော့အဓိကတော့ချက်ချမ်းပိုက်တွေက3ပိုက်ရှိတယ်ဟိရှာ78ဟိရှာ40 37 ်ဟေရှာ53:9ကနေဖြစ်တယ်ဒါလေးကျွန်တော်ရှင်းပြခဲ့ပါပြီဒီနောက်နံပါတ်4ကတော့ဟေရှာနိုင်ငံကြီးရည်ရွယ်ချက်3ချက်ရှိပါတယ်ဒါကိုလေးကျွန်တော်အများကြီးသိစိတ်ရှင်းပြခဲ့ပါပြီဒါယခင်နေ့ဒီသင်ကြားတဲ့အရာတွေကိုသင်နာထောင်ရင်ဒါတွေကြားရမှာဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်ဟေရှာနိုင်ငံကြီးနံပါတ်5ကတော့ဟေရှာနိုင်ငံကြီးနိုင်ယေရှုခရစ်တော်ကိုမြင်တွေ့ရတဲ့ပုံ ဟေရှာနိုင်ငံကြီးဂျာမန်ကရှုခရစ်တော်ကိုဘယ်လိုမျိုးညွန်ထားလဲ6ခုရှိပါတယ်အဲဒီ6ခုမှာကျွန်တော်3ခုပြီးပြီဒီကနေ့ဂျန်နဲ့3ခုကိုဆက်ပြောပါမယ်နံပါတ်1ကယေရှုခရစ်တော်ကိုထာဝရဘုရားကြီးအညွန့်လို့ဖော်ပြထားတယ်နံပါတ်2ကတော့ယေရှုခရစ်တော်ကခသိန်းသော အရာတွေအပေါ်မှာအုပ်ဆိုးသောသူဆိုပြီးဖော်ပြထားတယ်နောက်3ကတော့အပြုကညာဝန်းကနေယေရှုခရစ်တော်မွေးလာမယ်မေရှိယအဖြစ်မေရှိယကက်တင်ရှင်ဖြစ်တယ် နှိမ်ချခြင်းကိုခံတဲ့အရှင်ဖြစ်တယ်။ဖယားသားဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုဒါဟိရှာငရီချန်ခန်းကြီးခုနဲ့ငယ်14ငယ်ခန်းကြီး9ငယ်6ခန်းကြီး17ငယ်1တွေဖတ်ရင်အဲဒါတွေကျွန်တော်တွေ့ရမယ်ဒါလေးကျွန်တော်အများကြီးရှင်းပြခဲ့ပြီ။ကဲဒီကနေ့နံပါတ်4အမလီရပါလေဆိုဟိရှာနဲ့ဂျန်ကန်ကြီး7အငယ်နှစ်ကနေ၄မှာတန်ရှင်သောဝိညာဉ်တော်အားဖြင့်ဘိသိက်ခံခြင်းနဲ့အမှုတော်ဆောင်ရွက်ခြင်း ။အသခင်ရှိခရစ်တော်ဟာတန်ရှင်းသောဝိညာဉ်တော်အဖြစ်ဗိသိက်ခံခြင်းရှိတယ်။အမှုတော်မြတ်မှာလေခမည်းတော်ဘုရားသခင်ရဲ့အလိုကိုဆောင်တဲ့အရှင်ဖြစ်တယ်။အဲဒါကိုပရောဖက်ဟေရှာယအတိလင်းကြီးညွှန်ထားတယ်။အဲဒါလေးကိုကျွန်တော်နည်းနည်းဖတ်ပြခြင်းနဲ့ဟေရှာတကယ်ကြံကန်းကြီး7အငယ်1ကနေ4ဒါယေရှုခရစ်တော်ကိုညွှန်ထားတဲ့ကျမ်းပိုက်တွေဖြစ်တယ်။တာဝိယဘုရားကြီးဝိညာဉ်တော်ဒီဟုသောဉာဏ်ပညာကိုပေးသောဝိညာဉ်ကျန်စီတက်ဆွမ်းနိုင်သောတတ္တိကိုပေးသောဝိညာဉ် ဖះဖះကိုတိ၍ကြောက်ရွံ့သောသဘောကိုပြီးသောဝိညာဉ်တော်သည်ထိုသူပေါ်မှာကိန်းဝတ်တော်မူလိမ့်မည်။ဒါတကယ်ရှုခရစ်တော်ဟာဖះခင်ဤတပါးရီသောသားတော်ဖြစ်သလိုတန်ရှင်းဖြောင်းမတ်တဲ့ဖះသားဖြစ်တယ်။ခမီးတော်ဖះရဲ့အလိုကိုဆောင်တဲ့တပါးရီသောဖះခင်သားတော်ဖြစ်တယ်။အဲဒါကိုအဓိကရည်ညွှန်းသလိုထို့သူသည်ထာဝရဖះကိုကြောက်ရွံ့ခြင်း၌မှု့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်မိမိနာကြားသည့်အတိုင်းမဆုံးဖြတ်ပဲစည်ရင်သားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍နှိမ်ချသော မြေကြီးသားတို့ဘတ်နိုင်နေလျက်ဖြောက်မှတ်စွာဆုံးဖြတ်လိမ့်မည်။ကာသကီရှိခရစ်တော်ဟာတဲ့ထောက်ပြောက်ကိုကြောက်ရွံ့နဲ့ဖခင်ရဲ့တပါးရီသောသားတော်ဖြစ်တဲ့တကြောင်နဲ့စည်ရင်သားတွေဘက်ကနော်စီရင်ပြီးနှိမ်ချသောမြေကြီးသားတို့ဘက်ကနေ တ်မတ်စွာဆုံးဖြတ်ရက်တည်ပြီးမှအရှင်ဖြစ်တယ်တဲ့ပြီးတော့မြေကြီးကိုနှုတ်ကပတ်တော်လှန်တန်တင့်တန်ခတ်၍သိုးသောသူကိုနှုတ်ခမ်းထွက်တတ်နဲ့ကွမျက်လိမ့်မြေကြီးကိုလည်းနှုတ်ကပတ်တော်နဲ့ပြည့်စုံမဲ့အရှင်ဟာယေရှုခရစ်တော်ပဲတဲ့သိုးတဲ့သူကိုလည်းကွမျက်မှာသခင်ယေရှုပဲဒါ၄ကိုပရောဖက်ကြီးဟေရှာယကအတိလင်ဟေရှာနဂရကြီးဂျန်ကန်ကြီးဆက်တဲ့ငယ်နှစ်ကနေ၄ထိဖိုင်ရင် ဖော်ပြထားတာဖြစ်ပါတယ် ကဲနောက်နှမ9နှမ9တော့ဘာလဲဆိုတော့ဟိရှာငရီချန်ခိုင်ခွနဲ့ငယ်14အခန်းကြီး9ငယ်6မှာတကယ်ရှုခရစ်တော်ဘုရားဖြစ်တယ်အပြုကြွယ်ပကညာဝန်ကနေမွေးဖွားလာမယ်ထူကြတယ်တကူကြီးတယ်တောင်းအောပွေရာတွေဖြစ်တယ်ဆိုတော့ကိုထပ်ပြီးဖော်ပြထားတယ်တောင်းဒီဟိရှာ9:14မှာ ကြောင့်ထောက်ဖျားကိုတော်တိုင်းနမိတ်လက္ခဏာကိုသင်တော်အားပေးတော်မူပြီးကြည့်ရှုလို့သရုံးမိကညာသည်ပြိသိဆွေရွေတယောက်ကြောင့်ဖွားမြင်လာတဲ့ထုသားကိုအီမာနွေလာအမိဖြစ်မိရချလက်တာနော်အဲ့တော့နားလည်အောင်ပြောရင်တော့သခင်ရှုပရတော်ဟာအပြစ်ကင်းတဲ့ဖျားရခင်တပါးရီတော်သားတော်ဖြစ်သလိုမိဘဝန္ဒမူတော်အပြုကညာဝန်းကနေမွေးဖွားလာမဲ့သူဖြစ်တယ်ဆိုတာကို အထူးထပ်ပြီးတော့ရည်ညွှန်းပြီး ဖော်ပြတယ်အဲ့ဒီစပရစ်တော်မှာအုပ်ဆိုးခြင်းအာနာဇတ်ရှိတယ်သူရဲ့နာမတွေကအောင်းဝွေတွေတိုင်ပင်ဘတ်တွေတကူးကြီးတဲ့ဖရာသာဝရဖငိန်သက်ခြင်းအရှင်လို့ခေါ်ဖို့သမုတ်ခြင်းကိုခံရအောင်ဟာဒီကနေ့လောကကြီးမှာအောင်းဝွေဆိုတာကလိုက်ရှာတာထအောင်းဝွေဖရာရရင်အောင်းဝွေတွေမြင်ရမှာဖြစ်တယ်ကျွန်တော်ကိုဖန်ဆင်းတဲ့ထာဝရဘုရားအံဩဘွယ်ဖရာဖြစ်တယ် သူ့ရဲ့တပါးရီသောသားတော်ယေရှုခရစ်တော်ဟာအံ့ဩဖို့ရာတွေသူ့ထဲမှာရှိရိုးရိုးလေးပဲကျွန်တော်စဉ်းစားကြည့်မယ်ကောင်းရင်ကနေမိုးရွာတာအံ့ဩစရာပဲအုံဒီထဲမှာရည်တွေရောက်နေတာအံ့ဩစရာပဲလူကိုဖန်ဆင်းထားတာအံ့ဩစရာပဲကဘာကြီးကိုစနစ်တကျဖန်ဆင်းထားတာအံ့ဩစရာလေကောင်းတောင်ဆိုရွေ့ဖို့တိတ်ခတ်တာ အလွန်မြင့်တဲ့ Everest တောင် Mount Everest ဒီလိုတောင်မျိုးကိုဖန်ဆင်းထားတာအဝန်စရာပဲပင်လယ်ရေသရဝါတွေအများကြီးပဲပင်လယ်ရေသရဝါတွေများလုံးလို့တချို့ယနေ့တိုင်အောင်သိပ္ပံပညာရှင်နာမည်မပေးရသေးတဲ့ပင်လယ်ရေသရဝါတွေအများကြီးရှိသေးတယ်ဝီလာငါးတကောင်ဟာအရွယ်ရောက်တဲ့ဝီလာငါးတရ9ဘီလောက်ရှိတယ်ပေါင်2000လေးတယ်ဝီလာငါးတကောင်ကမိုင်900မှာရှိတဲ့ဝီလာငါးတကောင်ဆက်သွယ်လို့ရတယ်ချက်ချင်း အဲ့ဒီအာယုံခံစနစ်တွေထည့်ထားအဲ့ဒါတွေကအအောင်စရာပဲနောမဲမဲကြီးတကောင်ကမျက်စိမ့်စိမ့်နေစားပြီးတော့နောနူညက်လိုက်ရင်အဖြူရောင်တွေထွက်လာတာအဲ့ဒါအအောင်စရာပဲထောင်တကင်းဒီလောကကြီးမှာဖျားသိကြီးရဲ့ဖန်ဆင်းတဲ့အအောင်စရာတွေကဘယ်လိုပြောပြရမှန်းအောင်မသိလောက်အောင်ကိုလူညာနဲ့မမီနိုင်လောက်အောင်အအောင်စရာတွေရှိတယ်ဆိုတော့ကိုတွေ့ရတယ် လူဖျားဖန်ဆင်းပြီးတဲ့အခါမြပြားစွာမွေးဖွားခိုင်းနေမြေကြီးကိုပြည့်စေခိုင်းနေတောင်ယောက်ျားမိန်းမပေါင်းဖော်ပြီးတဲ့အခါမှာဖျားသခင်ပြီးလို့သာမီးယန္နာထွန်းကားတဲ့အခါအဲ့ဒီရင်သွေးလေးကိုပိုက်ထဲမှာဘုရားဖန်ဆင်းခြင်းနေရလဲအောင်းစရာသိကောင်းတယ်သွေးလုံးလေးကနေပြီးတော့လူရယ်လို့ဖြစ်လာအောင်ဖျားဖန်ဆင်းတာအောင်းစရာပဲ တောက်ဖန်ဆင်းခြင်းကယနေ့ထိရှိတယ်။ကိုဝင်တဲ့မျိုးသမီးကိုကြည့်လိုက်ရင်အဲ့ဒါဖန်ဆင်းခြင်းမြင်ရ။အမျိုးသားနဲ့မျိုးသမီးအတူနေတိုင်းခလေးရတာမှမဟုတ်တာ။ဖယားသခင်ပေးမှရတာ။တောက်ချောင်းကပြောတယ်ဖွမ်းမြင်တဲ့သားသမီးကဖယားပေးသနာတော်စုလို့ပြောတယ်။အောင်းစရာအဲ့ဒါအောင်းစရာ။ဒီသွေးလုံးလေးကနေပြီးတော့မှလက်တွေ6တွေမျက်စိတွေနရွက်တွေပါးစပ်တွေနှာခေါင်းတွေထွက်လာတယ်။နှလုံးတွေစခုံလာတယ်။ ခလေးကဘိုက်ထဲမှာလည်းအိမ်မက်မက်တက်တယ်အဲ့ဒါအောင်စရာပဲဒါတွေကကျွန်တော်ညံနေမမီနိုင်ဘူးလက်သေးလေးတွေထွက်လာတယ်စပင်းတွေထွက်လာတယ်အောင်စရာပဲတောင်ဘုရားသခင်လှုပ်တဲ့ຢာလေးသခင်ရှုခရစ်တော်ဘုရားလှုပ်တဲ့ຢာလေးအလုံးဟာဘာဖြစ်လဲအောင်စရာပဲဒါတွေကိုပရောဖက်ဟေရှာယအကြီးကအသေးစိတ်ဣရှာနဂရီကြမှာပေါ်ပြထားတာဖြစ်တယ်။ဒါဝိဒကိရှုခရစ်တော်ကဘုရားဖြစ်တယ်။ အောင်းဘွေရာအရှင်ဖြစ်တယ်။ကဘာကြီးကိုဖန်ဆင်းတဲ့ကခမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်၃ပါးတလုံးတဝက်၃ပါးတစုဘုရားကဟာလားသေချာစနစ်တကျဖန်ဆင်းထားတယ်။သူရှင်ဟာအောင်းဘွေသိကောင်းနေဆိုတာကို အမျိုးမျိုး highlight ထားပြီးဖော်ပြထားတာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့နံပါတ်6ကတော့ဟေရှာ25ရှစ်ပါအပြစ်သားတွေကိုကိုစားအသေးခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်း ။အဲရှာနာဂရီဇခိုင်း25ငယ်ရှစ်ပါ။ဒေါသခင်ရှုခရစ်တော်အပြစ်သားတွေကိုစားကားတိုင်းမှာသေခါမယ်၊သုံးရမြောင်းနဲ့ခြမြောင်းမယ်။ဒီအကြောင်းအရာတွေကို သူက အတိလင်းရေးထားတာလေဖြစ်ပါလေဖြစ်ပါလေ။ဒါအောင်စရာပဲ။တော်ကြီးရှုခရစ်တော်နဲ့ပတ်သက်ပြီးတော့ဟိရှာနဂရီကျမ်းမှာပေါ်ပြထားတာအကုန်လုံးတိတိကျကျပေါ်ပြထားလို့အအောင်စရာတွေပဲ တောင်ဒီဟေချာနဂရီဂျန်ခိုင်းငါအငယ်ငယ်25အငယ်10မှာတေခြင်းကိုလည်းနှစ်မုံ၍ဆုံရှုံစီတော်မူလိမ့်မယ်အရှင်ဒါဝရဘုရားသည်ခသိန်းသောမျက်နာတို့မှမျက်ရည်တုပ်မယ်တကီရှုခရစ်တော်အားတဲ့တေခြင်းထဲမှာ လူသားတွေဆုံရှုံမဲ့အရာတွေမှာတဲ့နှစ်မုံပြီးတော့အခါမှာတုံရမြောင်းနေပြန်ထမြောင်းမယ်ဒါကိုပြောချက်လူဟာတကင်းရှုခရစ်တော်ဥသာမယုံတိုင်းရင်တေခြင်းတရားမှာနှစ်မုံပြီးငရဲပဲသွား ဒါမဲ့သခင်ယေရှုခရစ်တော်ကတည်ခြင်းမြင့်စုမှောင်အောင်တဲ့ကြောင့်အဲ့တည်ခြင်းမြင့်စုမှောင်အောင်တဲ့ယေရှုကိုရလို့ကျွန်တော်ကြတဲ့မျက်ရည်ကိုကောင်းငင်မှာဖခင်ပြန်တုတ်ပေးမယ်။ထိုရှင်အဖြစ်ကောင်းငင်ပရတိသူကိုဝင်စားရ။ဒါရီကိုဟေရှာ25အငယ်7မှာရေးတာ။အဲ့ဒါသခင်ယေရှုခရစ်တော်ရည်ညွှန်းထားတာကြီးပဲ။ကျောင်းကျတော်ဒီကနေ့ညနေဆင်ခြင်စရာကဒီချာနဂရီကျမ်းမတကြီးရှုခရစ်တော်ရည်ညွှန်းထားတဲ့ကျမ်းပိုက်တွေကိုကျွန်တော်ဖတ်သွားတာဖြစ်တယ်။တောင်ဒီတမောင်းချမ်း ဟိရှားနဂရီကျန်ခန်းကြီးတက်ကနေ66ကိုဓမ္မသစ်ကျမ်းပြုဆရာတွေကအများကြီးရည်ညွှန်းခဲ့တယ်ဆိုတာသွားတွေ့ရတယ်။ဟောဒီအောင်ကြည့်ကြအောင်ဖြင့်ဓမ္မသစ်ကျမ်းမှာငါယေရှုခရစ်တော်ကြွဆင်းလာမယ်ဆိုတဲ့ကိစ္စကိုဟိရှားရမှာဖော်ပြသလိုဓမ္မောင်းကျမ်း39ကျမ်းလုံးမှာအများဆုံးဖော်ပြထားတယ်။အများကြီးဖော်ပြထားတယ်။ဟိရှားနဂရီကျမ်းမှာတော့ပိုအများဆုံးဖော်ပြထားတယ်။ဟိုးကပေါင်းကျမ်းခန်းကြီးနားကိုဖတ်ကြည့်။ကပေါင်းကျမ်းခန်းကြီးနားမှာနာမည်တွေရှိတယ်။ ဘုသူသားဘုသူဘုသူသားဘုသူဆိုတော့နော်မအာရန်ရဲ့သားဆိုရှေသားဘောကိုင်းနာနဲ့အာဘီလောက်မျိုးမယူတော့ကိုင်းနာကအာဘီလောက်တတ်လိုက်တဲ့အခါမှာတယောက်ကလူသက်သမားဖြစ်တယ်တယောက်ကသေသွားတဲ့ကြောင့်မျိုးမယူအာရန်သားရှေသားရှေသားသားအင်းတို့အင်းတို့သားကိုင်းနာကိုင်းနာသားမဟာလီလမဟာလီလသားရာရက်ရာရက်သားအင်းတို့အင်းတို့သားမသူရှလမသူရှလသားလာမလာမသားနော်ကြီးအဲ့ဒီနာမည်စေကိုစီကြလိုက်ရဲ့ အာရန်အဖြစ်နဲ့အဖြစ်ကြောင့်ကြဆုံးပြီးနားမထောင်ခြင်းကြောင့်ကြဆုံးပြီးတကယ်ရှုခရစ်တော်လောကကြီးကိုလာပြီးကားတိုင်းမှာအသေးခံပြီးသုံးရမြောင်းနေထမြောင်းမယ်အဲဒီယေရှုကိုယုံရင်ကယ်တင်ခြင်းရမယ်ဆိုတဲ့အိဗေပါပြီးသားအော်ရအောင်ကြည့်ကြမယ်ကေရှုခရစ်တော်လောကကြီးကိုလာမယ်ဆိုတော့ဟိုကဘာဦးကြမှာကလေးကခင့်ဆက်ဆက်ဖို့ပြခဲ့တာအဲ့ဒါကိုပရောဖက်ဟေရှာယပူပြီးအတိလင်းထပ်ဖို့ပြတောင်ဒီဟေရှာနဂရီဂျန်နားထောင်လိလာခြင်းအသိမင်္ဂလာရှိတယ်တောင်ဒီကနေ့ကေရှုခရစ်တော်စိတ်ဝင်စားတဲ့သင်တို့ကို ထိုရှင်ကစိတ်ဝင်စားပြီးတာဝန်ယူမှာဖြစ်တယ်။ကျမ်းစာတို့ရောက်ချင်းစီတိုင်းဖျားကောင်းချီပေးပါစေ။ God bless you. အော်ကျွန်တော်ချိန်ညာဆရာကတော့ဒီကနေ့ညနေမှာချောချောရေယုံကြည်ရင်ချင်းသိတော့မှာခရိအိမ်တော်ကျသရဘဝုပြုကိုးဝယ်ခြင်းတော်ကျမ်းစာသင်ကြားခြင်းရှိပါတယ်။ကျွန်တော်တင်းလာနေ့ကလေးကစတာဒီကနေ့၃ရက်မြောက်နေ့ဖြစ်တယ်။ဒီကနေ့ညနေ9နိုင်ရနေ့6နိုင်ခွဲအတွင်းမှာအဲဆရာတော်စောဒုဒဝါနှစ်ကွက်တော်ဝေခမှာဖြစ်ပါတယ်။ကျွန်တော်အားလုံးလာနိုင်ကြောင်းတွေထွေးဆိုချိုးဆိုသလိုအဲကျွန်တော် နေနဲ့ဘီပါပြိဿတ်တွေတော့ဒီ page ကနေပဲကျွန်တော် live link ပေးမှာဖြစ်ချောင်းဖော်ပြလို့ရတယ်။နတ်ဖန်ကျွန်တော် channel 3နဲ့ မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်တဲ့နှစ်ပန်းကြံကျော်ဟေရှာနိုင်ငံကြံခန်းကြီးတက်ကနေ66မှာတခန်းချင်းစီမှာသိရမယ့်အရာတွေအနစ်ချုပ်ချုပ်ပြီးကျွန်တော်ဆက်ပြီးဖော်ပြသွားမှာဖြစ်တဲ့အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ငြိမ်သက်ခြင်းရှိပါစေ။ဆုတောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတော်တန်ရှင်းတော်ဝိညာဉ်တော်သုံးပါးတရှိဖျားထံတော်ပါမကောင်းချီးဖျားဖျားစီချစ်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သောကောင်ဒီကနေ့မွေးနေ့ချဲ့ရောက်တဲ့မွေးနေ့ရှင်ဖြစ်တဲ့ anti-lag နဲ့တကွာ ခင်မွန်တဲ့ဥဇော်မဆဇနီးမောင်နှံမိသားစုများတမိဝန်ဒီကိုညာတို့မှဆမိသားစုဝင်သီးသီးပေါ်သို့တကောင်သူပြင်းမွနီချောက်တဲ့ကိုတမိတော်တော်နဲ့ကွာမိသားစုများဒီနေ့မနက်ရှင်သီးသီးပေါ်သူ၎င်းမင်္ဂလာနဲ့ပတ်လည်ကြောက်သောသူသီးသီးပေါ်သူ၎င်းဘုန်းတော်ဝန်စားရေးသွားတဲ့ချစ်ခင်ရတဲ့မိခင်ကြီးဒေါက်တာမာရီယာချော်ညော့ချက်ရှိတဲ့သားမီးလေးယောက်မြင်းမြင်းများပေါ်မှာနှစ်သိမ့်မှုရရှိစေခြင်း အမြင့်နေတိုင်းနောက်ဘတော်နားထောင်တဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်တို့ယနေ့မှစ၍ကာလဆင်းမြဲကောင်းကြီးပြပြတက်ရောက်ပြီးရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကျေးရှိသူအားလုံးဖျားကောင်းကြီးပေးပါစေနေတဲ့ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့